ဂျပန်နိုင်ငံရဲ့ဘောလုံးသမိုင်းမှာဘရာဇီးကိုပထမဆုံးနိုင်တဲ့ပွဲမနေ့ရမှာပေါ့နော်အာလွန်ကြည့်ပြီးရဲ့တချို့ကြည့်တဲ့လူလည်းကြည့်ခဲ့မယ်လို့ယူဆတယ်။ဘာလဲဆိုလို့ရှိရင်ဘရာဇီးကိုဂျပန်ကအာနဂုံးတိုနဂုံးတိုနဂိုးတုံးကိုပေါ့နော်နဂိုးတုံးကိုဒူ3နဲ့ပေါ့ဘာလို့လဲဆိုရင်ဘရာဇီးတွေအရင်ပထမပိုင်းမှာနဂိုးတွင်းထားနော်အဲ့ဒါကိုဂျပန်တွေကဒုတိယပိုင်းမှာတကိုးပြီးတကိုးပေါ့နော်တကိုးပြီးတကိုးပေါ့နော်၃ကိုးကိုခြေပတ်ကိုးနဲ့အတူတူနဂိုးနဲ့အတူနောက်ဆုံးမှာနိုင်ကိုးတကိုးနဲ့ဒုတိယပိုင်းမှာ၃ကိုးတွင်းလိုက်ပါတယ် တော့ကြီးကြီးမှလေကျမတို့နိုင်ငံပွဲတွေဂျပန်ပွဲပြီးရင်ဟိုအရင်ယူရိုဖလားပေါ့နော်ပြီးရင်ကမ္ဘာဖလားအိုလံပစ်အကုန်လုံးကြည့်တယ်ဘာလို့ဆိုဘလုံးမွေးစိတ်ဝင်စားလို့လေနော်ဘလုံးမွေးလည်းစိတ်ဝင်စားတယ်နိုင်ငံရေးတမိုင်းလည်းစိတ်ဝင်စားတယ်တည်င်းနေလည်းစိတ်ဝင်စားတယ်ပေါ့နော်ကျမအဲကြောင့်ကိုယ့်ရဲ့ follower တွေလည်းတဘူးတကမကြည့်နိုင်မှသိရအောင်လို့ပေါ့နော်ကျမ share လုပ်ဖို့အတွက်ဒီ video လေးလုပ်လိုက်တာအဲ့ဒါပါလဲဆိုလို့ရှိရင်ဂျပန်တပင်းမှာတို့က U 1996ခုနှစ်မှာ USC မှာလုပ်ခဲ့တဲ့ Olympic မှာကျတော့တို့ U U23 နော် ဘာဆိုအသက်23နှစ်နဲ့23နှစ်အောက်အဲဘောလုံးအတင်းမှာတော့ဘရာဇီးကို1-0နဲ့တခါ1-0ပေါ့နော်အဲတခါနိုင်ဘူးတယ်အဲ့ဒီကအဲဟာနောက်ပိုင်းတက်တန်းမှာတော့ဒီအခုဒါဒါဆိုရင်ဂျပန်နဲ့ကတခါမှမနိုင်ခဲ့ဘူးပါဘူးဒါပေမဲ့မနေ့ကမှ3 2နဲ့နိုင်သွားပါတယ်ဒါဒါတော့မှနော်ပထမအပိုင်းမှာဘရာဇီးကဒုတိယဂိုပီးသား ပုံမှန်တာဆိုလို့ရှိရင်လေစိတ်သက်တည်ကြနေပါလေဘရာဇီးယားက9တောင်9နေပြီသူတို့အနေနဲ့ဘလို့လို့ချိပတ်ဖို့3ခုဆိုတာတော်တော်လေးတော့အဟိုဟာဖြစ်လိမ့်မယ်ဒါပေမဲ့တော်တော်လေးတော့စိတ်သက်ပန်းဆိုင်ရတော့ပြီးရင်ဂျပန်တင်းနေတော်တော်များများဘလုံးကိုကျမလေဂျပန်ဘက်ကကာပြီးပြောတာမဟုတ်တော့တခြားအာရှတင်းနေနဲ့ကြည့်ကြလိုက်ကိုရီးယားတို့တခြားနိုင်ငံတွေနေနေတော့တခြားနိုင်ငံတွေကအတင်းလိုက်ကြည့်ကြတဲ့အထက်မှာသူတို့ရှင်ကြည့်လိုက်တဲ့အချိန်မှာဂျပန်တွေကလေစိတ်သက်ပန်းဆိုင်ရတော့ပြီးသူရဲ့လိချင်းမှုရောပြီးရင်ချင်းဘွက်ကောစိတ်အယံကောင်းနေတော့အဲ့ဒါပါလဲဆိုလို့ရှိရင်သူတို့နိုင်ငံသူတို့ရဲ့ဘလုံးကိုလေ တယောက်ယောက်ကအဲ့လိုဟိုစပိုက်ဆိုဘယ်လိုပြောမလဲတယောက်ယောက်ကနားလိုက်လို့လုံးဝကိုပြက်ဘောတွေပေါ့နော်တယောက်ယောက်ကလှုပ်လိုက်လို့ဆုံးရှုံးသွားတာမျိုးပြက်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 သွားတာဆိုဝိုင်းပစ်တင်တာတို့စိတ်တူတာတို့တခုခုမဲပြီးတော့လှုပ်တာတို့မရှိဘူး ကြည့်ခဲ့တယ်မြတ်ရှင်းလဲတော်တော်ရှားတယ်ဗောနော်တော်တော်ရှားပါတယ်ပြောချင်တဲ့သဘောကလေပြီးတော့နောက်တစ်ခွက်ပါလဲဆိုရင်စိတ်သက်ပိုင်းဆိုင်ရမှာဗောဟဲသူတို့နိုင်သွားပြီပြန်ငါတို့ကြိုက်တယ်လို့လုပ်မယ်ဖြစ်တယ်လို့လုပ်တယ်မဟာတွင်းချင်တာတွင်းချင်တယ်လို့တွင်းပါစီတော့အဲ့လိုမျိုးလဲသူတို့မှာမရှိဘူးသူတို့ရဲ့စိတ်သက်တွေကတော်တော် train ထားတာဗောနော်ဒါတော့သူတို့ဟိုးငငယ်လေး education ဗောနော်ဟိုးလူငယ်တန်းဟိုးငငယ်ကလေးမူချိုရွယ်ကလေးကနေစပြီးတဖြည်းဖြည်းနဲ့သူတို့ရဲ့စိတ်သက်တွေ train လာတာလဲပါမှာပါဘာလို့ဆိုရင်စိတ်သက်ပိုင်းဆိုင်ရာဗောအဲ့လိုအလုံးဝအားမလျှော့ဘူးငါတို့ရအောင်လုပ်မယ် တို့ဒီလိုနိုင်လို့လည်းငါတို့လို့ဆရာရှိရလုပ်မယ်ဆိုရဲဟာမျိုးပြည့်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီဘလုံးပွဲကိုကြည့်လို့ရှိရင်သိလိမ့်မယ်အဲ့ဒါကြောင့်အားအားလေးကို share လုပ်လို့ချစ်ဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ bye bye